မစ္စရီတို့ရှုမစ္စရီယာနှမျောတဲ့သူတွေမှာဘာတွေအကျိုးပေးတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မေးတဲ့မေးခွန်းတွေပေါ့ရေဒမစ္စရီနောလောကေကရရိယာပရိပါဒကအင်းညတန္တရမာနာနန္တရာယကရဏရာမစ္စရီယာ၄မျိုးရှိပါတယ်ရေရမက်ဆီနော်လောကေတချို့လူတွေကြတော့မက်ဆီနော်ဝန်တူကြတယ်နှမျောကြတယ် နှမျောလဲဆိုတဲ့နေရာမှာမစ္စရိယကနှမျောရှိတယ်ဘာနှမျောရှိတယ်လဲဆိုတော့မုဒုမစ္စရိယနဲ့ထတ်တာမစ္စရိယဆိုတာနှမျောရှိတယ်အခုမစ္စရိနောဆိုတာမုဒုမစ္စရိယကိုပြောတာမုဒုမစ္စရိယမစ္စရိယအမှုစားပေါ့ဝန်တုံကြတယ်နှမျောကြတယ်ဘလို့ဝန်တုံနှမျောတယ်လဲဆိုတော့တချို့တက္ကရာကမတွေကတဲ့ကိုရက်ွက်တဲ့ကဘုံကြီးကိုနန်းကဟိုတယဟန်တန်ကတွေကြတော့လူဖို့မပြောနဲ့လက်အုပ်ကလေးတော့မချီမိဘူးဘူးတဲ့ ဒါပေမဲ့ခရီးဝဲသွားတဲ့အခါကျတော့ဟိုဘက်ဘုန်းကြီးတွေနဲ့တွေ့လာပြီတန်ဃာတွေနဲ့တွေ့လာပြီဆိုရင်ရှစ်ခိုးကြတယ်ရှစ်ခိုးပြီးတော့ဟာရှင်ပြတော်တပည့်တော်ရွာကြလာစားမအောင်တပည့်တော်ရွာမှာပြည့်စုံတယ်လှူလိုက်ချင်လိုက်တာဆိုတဲ့ဖြစ်ပေါ်တော့လောကွက်တွေအများကြီးလောက်တာအဲ့ဒီဘုန်းကြီးတွေအဲ့ဒီနေရာနေကိုကိုရဲ့နေကိုလာကြွားလဲကြွားလာရောဘုန်းကြီးလာတာလည်းမြင်လဲမြင်ရောရှောင်းထွက်ပြေးသွားတယ်အဲပြီးတော့တကယ်လို့ရှောင်းလို့မတိတ်လို့မရတဲ့အခါထိတ်တိုက်တွေ့ပြီဆိုရင်လည်းပဲတပည့်တော်ဘာလို့လေးရှိလို့ဖြစ်ညာလို့လေးရှိလို့ဖြစ်အကြောင်းမျိုးမျိုးပြပြီးတော့ဘေးထွက်သွားတယ်တဲ့မလူဘူးတဲ့ အဲအဲ့လိုလူတွေကြတော့တကယ်ကြံ့ညံတန်တော်မက်ဆီယာနှမျောတာမဟုတ်ဘူးနုံနုံညံ့ညံ့နှမျောမှုမက်ဆီယာအနုစားလေးတွေပေါ့မက်ဆီနော်တဲ့အဲ့လိုအနုစားမက်ဆီယာအနေနဲ့ဝန်တို့ကြတယ်တဲ့တချို့ကြတော့ဂဒရိယာတဲ့နှမျောစင်းနေကြတယ်နှမျောစင်းနေကြတယ်သူတို့ကြအကျန်းစားတယ်အကျန်းစားတယ်လူကမလူဘူး လူစရာအကြောင်းရှိပြီဆိုရင်လည်းပဲရှောင်းနေတယ်လူစရာအကြောင်းရှိပြီဆိုရင်လည်းပဲနှမျောကြတယ်ကိုယ်တိုင်လည်းပဲမလူဘူးသူများလည်းပဲမလူခိုင်းဘူးအဲ့လိုလူတွေကြတော့အကျံစာမက်စီယာလို့ခေါ်တယ်အဲ့လိုပေါ့ဗျာတချို့ကြတော့တဲ့မက်စီယာအနုစားလေးတွေရှိတယ်နှမျောမှုနည်းနည်းလေးရှိတယ်တချို့ကြတော့အကျံစာမက်စီယာရှိတယ်တဲ့နှမျောမှုတွေကကြမ်းတမ်းလွန်းတယ်ပရိပါဒကတချို့ကြတော့ဘာလဲဆိုတော့ဆဲရင်ရှုံချတယ်ကိုယ့်ရှိမှအလူကံပုဂ္ဂိုလ်လာပြီဆိုရင်ဆဲတာအာငါတို့ကတစ်နေ့လုံးမှတစ်နေ့စားရတာငါတို့က နဘူးကကြွေချိန်မှကြအောင်ရှာပြီးမှဒီဟာတွေစားတော့တာအရှင်ပြတို့ကဘာမလုပ်ညာမလုပ်နဲ့ဒီရှိလာပြီးတော့လူခံရသလားဆဲဆိုတဲ့ကိုတော့ဆဲဆိုတဲ့လူတွေကလည်းရှိသေးတယ်တဲ့အင်ဂျင်တန်ဒရမာနာနာအန္တရာယကရာသူများတွေလူတဲ့အခါကျတော့လူတဲ့ပုဂ္ဂိုလ်ကြည့်ရင်ကိုပြည့်ပြီးတော့ဘာဖြစ်လဲဆိုတော့အန္တရာယပြုတ်သေးတာအန္တရာယပြုတ်တဲ့ဆိုတဲ့နေရာမှာဘာလဲဆိုတော့မလူဖြစ်အောင်နီးမျိုးစုံနဲ့တားတာပေါ့ဗျာ မလူပြည့်အောင်နှီးမျိုးစုံနဲ့တားရတယ်ဆိုရင်အရင်ဆုံးအန္တရာယ်ဖြစ်တာတော့လူလူပွဲပုံကတော့အန္တရာယ်ဖြစ်သွားတာပေါ့ပုံညာတည်းဖြစ်သွားတာပေါ့အလူကံပုံကတည်းဆိုရင်လာဘန္တရာယ်ဖြစ်သွားတာပေါ့နော်လက်လာဘန္တရာယ်ဖြစ်သွားတာပေါ့ကိုကိုတိုင်ကတော့ကောတန္တရာယ်စိတ်ဆိုးတယ်ဆယ်စိတ်ဆိုးတယ်မကြည်ဘူးဆိုတဲ့အန္တရာယ်ဖြစ်သွားတာပေါ့ဒါကြောင့်နှမျောတယ်ဆိုတဲ့လူတွေကအဲ့လိုလူတွေတက်လို့လောက်တတ်ကြတယ်ဗျာတဲ့မစ္စရီနော်အဲဘာလဲဆိုတော့ရှောင်းပြေးပြီးတော့နှမျောကြတယ်ဖေဂရရိယာဟာကိုကိုတိုင်လည်းပဲမလူဘူးသူများမလူအောင်လည်းပဲသူများလူတာကိုလည်းပဲမကြိုက်ကြဘူးခင်ဗျာ ပရိဘာဒကဆဲရရေရွတ်ကြတယ်ဗျာအင်ဂျီတန်ဒရမန္နနာအန္တရာယကရာသူများတွေလူပြီးဆိုရင်လည်းအန္တရာယပြုတ်ပြီးတော့မလူပြစ်အောင်ကိုဟိုတားကြတယ်ဗျာအဲ့ဒီလိုလူတွေအတွက်ကိရိတော်တေတံဝိပါကောသူတို့ရဲ့အဲ့ဒီလိုအပြစ်အကုသိုလ်ကံလုပ်ခဲ့တဲ့အတွက်ကြောင့်အကျိုးဘာအကျိုးတွေများရနိုင်တယ်လဲဗျာတံပရာယောဇာကိရိတော်နောင်ဘဝမှာလည်းဘလို့အကျိုးတွေရလာနိုင်တယ်လဲဗျာဘဂဝန္တံဗုဒ္ဓမာဂမ္မ မြတ်စွာဘုရားကမေးဖို့တပည့်တော်လာကြတာပါဗျာကထာဇန်တင်မှုတံမြန်တပည့်တော်ကိုဘလို့ဟောပေးနိုင်မှာမလဲဗျာလို့ရှောက်တာရှောက်တဲ့အခါကျတော့မြတ်စွာဘုရားကဟုတ်တယ်တဲ့ရေတမစီနော်လောကေတချို့လူတွေကကျတော့နှမျောကြတယ်ဝန်တိုကြတယ်ဆဲဆိုကြတယ်သူများလူသားတွေကိုအန္တရာယ်ပြုကြတယ်အဲ့လိုလူတွေကဘာကြောရှိလဲဆိုတော့ဘလို့အပြစ်တွေဖြစ်လဲဆိုတော့နိရိယံတိဇာနာယောနေနိရိယံငရဲရောက်တဲ့သူငရဲရောက်တတ်တယ်တိဇာနာယောငိန်တိဇံဖြစ်တဲ့လူကဖြစ်တယ်ယမလောကံပြိတ္တာဖြစ်တဲ့သူကဖြစ်တယ် သစေအင်းဒီမနုဿတံကံကောင်းလို့လူဝဖြစ်တယ်ဆိုတာတောင်မှဒလိတ်ဒီဇိုင်းတွေကုလေစင်းရဲတဲ့အမျိုးမှာပဲဖြစ်ရတာစောလံအဝတ်တွေလည်းအဝတ်အစားတွေအဝတ်ပစိုးတွေလည်းပဲပြည့်ပြည့်စုံစုံမဝတ်ရမဝတ်ရဘူးပိန်တော်အစားအသောက်တွေလည်းပဲမပြည့်စုံဘူးရတ္တိအာယုံကမ္မဂုံတွေနော်အာယုံကမ္မဂုံတွေလည်းပဲမပြောစရာအာယုံကမ္မဂုံတွေလည်းသူမရှိဘူးခိတ်တာသူ့ဘဝမှာပြောစရာဆိုတာလည်းပဲမရှိဘူးကိစ္စေနလက်ပတိအဲ့ဒီဟာမျိုးတွေ စာဝတ်နေရကြမှာရအပြောပါတယ်ပင်ပင်ပန်းပန်းစင်စင်ရရဲ့နော်ဒါအကျိုးစားမှရတဲ့အဆင့်တွေကိုသူဟာနိုင်ကြတဲ့ဘဝမှာဖြစ်ရတာအဲ့ဒါနှမျောတဲ့လူတွေရဲ့ကျိုးတရားပဲဒါနှမျောတဲ့လူတွေမှာငရဲတိတ်ဆန်ပြိတ်တာလည်းဖြစ်တတ်တယ်လူဘဝမှာဘာမဆိုအကုန်လုံးရတောင်ရခိုင်စင်ရတဲ့ဘဝကိုရောက်တတ်တယ်ရနာတော်အာသီတရေဘာလာ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 တံပိဒေသနာလပတိသူများစီကလည်းအမြဲတမ်းမျှောနေရတာအာသီတရေတောင်းတနေရတယ်မျှောနေရတယ် လူများစီကတော်တော်များကြီးမျောနေရတယ်တံပိဒေတာနန္ဒပတိမျောပဲဘလောက်ကြီးမျောမျောသူ့အနေနဲ့ဘာမှမရဘူးတဲ့ဒိဋ္ဌိတံပိသပါဒဝိပါကောဒါလက်တွေ့မြင်ရတဲ့အကျိုးတရားတွေပဲတံပရာယဇဒုက္ကတိနောင်ဘဝဆက်သွားရမယ်ဆိုရင်လည်းပဲမကောင်းတဲ့ဘဝလေးကြီးပဲရောက်ရတာဒီလိုမြတ်စွာဘုရားကဟောတယ်ဣတိတံဝိဇာနာမပြီးတော့ဒါတွေတော့အသိသွားပါပြီခင်ဗျာအញ្ញံပု္ပ္ပာမဂေါရမမြတ်စွာဘုရားတခြားမေကွန်းတစ်ခုမေးပြရစေဟော ရေရလက်တံမနှုတ်တတံလူဘဝကိုတချို့ရလာကြပြီဆိုတဲ့လူတွေကြတော့ဝဒင်းညူတဲ့ဝဒင်းညူဘယ်လိုပါလာပြန်လဲအလူကံပုဂ္ဂိုလ်တို့ရဲ့ဇကားကိုသိတတ်ကုန်၏ဟောနော်သရတရားရှိတဲ့လူတွေကြတော့အလူကံပုဂ္ဂိုလ်တွေရဲ့ဇကားကိုသိတတ်တယ်ပြောတဲ့ဇကားကိုသိတာကိုပြောတာမဟုတ်ဘူးနော်တန်ခါတော်နေဇကားပါဇက်ကတခွန်းမှမပြောပါဘူးအိဒီလေးနဲ့ငြင်းငြင်းလေးပဲသပိတ်ကိုင်းပြီးတော့ကိုယ့်အရှိရောက်လာပြီဆိုရင်အဲအလူလိုစိတ်ထဲကသိပြီဩဒီတန်ခါတော်တွေစွန့်အလူအလူရှိနေကြပြီနော်အဲ့လိုအလူလို မပြောပေမဲ့လည်းပဲပြောတယ်ပြောတဲ့အတိုင်းပဲတန်ဃာတော်ရဲ့စကားကိုအလိုလိုနားလည်ကြားလာတယ်တန်ဃာတော်ရဲ့စကားကိုအလိုလိုအလိုက်ပြီးတာအဲ့ဒါကိုဝတင်ညူလို့ခေါ်တာပေါ့နော်အနာတန်ဃာတော်ရဲ့မြင်ပြီးဆိုရင်အော်သူတို့တွေကချက်ပြုတ်စားတော့လို့မရဘူးကိုကိုဘာလို့ရှာလို့မရဘူးငါတို့တွေကတော့ကိုဘာလို့ရှာလို့ရတယ်ချက်ပြုတ်စားတော့လို့ရတယ်ဒါကြောင့်ချက်ပြုတ်စားတော့လို့မရတဲ့ပုံကိုယ်တွေကိုချက်ပြုတ်စားတော့လို့ရတဲ့ငါတို့တွေအနေနဲ့လူမပဲသူတို့အစဉ်ပြေမှာအဲ့လိုအလိုက်တည်တာသူတို့ရဲ့ပြောစကားကိုနားထဲမှာအလိုလိုသိနေရတာအဲ့ဒါဝတ္တဉ္ဇူလို့ခေါ်တယ် ဝိတာမေသရာအဲ့တော့အလိုက်သိစိတ်လည်းရှိပြီးတော့ဝိတာမေသရာနှမျောမှုစိတ်တွေကိုသူကပယ်နိုင်သွားတယ်ဘုဒ္ဓေပတနာဓမ္မေသတံဃေသဖယားတရားတန်ဃာတွေပေါ်မှာပတနာကြီးညိုတဲ့စိတ်တွေအပြည့်ရှိတယ်ဒိဗ္ဗကာရဝလေးလေးစားစားလည်းပဲနော်တအားယိုလေးစားတယ်ပေါ့ဒိဗ္ဗကာရဝရိုးရိုးလေးစားတာမဟုတ်တအားယိုလေးစားတယ်နော်ဒါလေးတွေကလည်းအရေးကြီးတာပဲတချို့ကြတော့တန်ဃာမြင်ပေမဲ့လည်းပဲ အဲဟိုစိတ်แท้ကမပါဘူးเนาะသူများရှိခိုးလို့ရှိခိုးတယ်ဆိုတဲ့ပုံစံမျိုးတွေရှိတာအခုလိုအခုဒီဒီပုံကိုကြတော့ဘုရားတရားတန်ခါပေါ်မှာကြီးညိုတဲ့စိတ်တွေအများဆုံးတဲ့အခါကြတော့တအားလေးစားတာဟုတ်ပြီဒါကြောင့်ပါလဲဆိုတော့နှမျောမှုလည်းမရှိဘူးတန်ခါဝါလူကံပုံကိုတွေကိုလည်းပဲအလိုက်တတိလူတတ်တယ်ဘုရားတရားတန်ခါတွေပေါ်မှာလည်းပဲကြီးညိုမှုတွေရှိတယ်လေးစားမှုတွေရှိတယ် အဲ့လိုပုံကိုယ်တွေအနေနဲ့ကိရီတော်ဒေသဝိပါကောသူတို့တွေအနေနဲ့အကျိုးဘာအကျိုးတွေရလာနိုင်တယ်လဲတံတားရောက်စားကိရီတော်တမလွန်ဘွားရောက်ပြီဆိုရင်လည်းဘယ်လိုဘဝတွေကိုရောက်နိုင်မှာတလဲမြတ်စွာဘုရားလေးတို့ကိုပြုတ်ပြပေးပါဦးရောက်တာရောက်တဲ့အခါကျတော့ဟုတ်ပြီလူဘွားရလာတဲ့အခါအလိုက်တတိနဲ့လူမဲနှမျောမှုမဲ့စေတာကိုလည်းပဲပယ်နိုင်မယ်ဘုရားတရားတန်ခါတွေကိုလည်းပဲကြီးညိုလေးစားမယ်ဆိုတဲ့လူဟာအေဒီသက်ကပကတန်ဒီနတ်ပြည်ရောက်တဲ့အခါကျတော့ယထတေဥပပစ္စရေ အဲ့ဒီနတ်ပြည်ကိုရောက်ပြီဆိုရင်ပကာတင်ဒီတဲ့သူများထက်ကိုထင်ရှားတယ်သူများထက်ကိုကြော်စောတယ်တဲ့နော်တရားတရားလည်းကောင်းတယ်ဖရာတရားတန်ဃာတွေကိုလည်းကြီးညိုတယ်ဆိုတော့လူတွေဟာဘယ်ဘဝနတ်ပြည်ရောက်နတ်ပြည်လည်းရောက်တတ်တယ်နတ်ပြည်ရောက်ပြီဆိုတာတောင်မှကျန်တဲ့နတ်တွေထက်ကိုပို့ပြီးတော့ထင်ပေါ်တယ်ပို့ပြီးတော့နာမည်ကျော်ကြတယ်ဒါစေအန်ဒီမနုဿတန်လူဘဝတကယ်လို့ရောက်ပြီဆိုရင်လည်းပဲအတ္တေအာဇာယရေကုလေချမ်းသာတဲ့အမျိုးမှာပဲမွေးရတာ ဘလောက်ချမ်းသာလဲဆိုစောလံအဝတ်စားတွေရောအဝတ်အဝတ်ပစိုးတွေရောစားရည်တောက်ရည်တွေရောကာမဂုဏ်တွေရောပျော်ရွှင်စရာတွေရောအကုန်လုံးကိုမပင်မပန်းမဲနဲ့လွယ်လွယ်ကူကူလေးကိုရတာပရဒံပတေတုဘောဂေတုဝတ္တဝတိဝမောရတေနောက်ဆုံးကျတော့ကိုကိုတိုင်းတော့အလုပ်လုပ်စရာမလိုဘူးတဲ့ပရဒံပတေတုသူများတွေကစုဆောင်းပေးတယ်ဘောဂေတုစိစိန်တွေကိုဝတ္တဝတိဝကိုစိတ်ကြိုက်ကိုဟိုအသုံးချနိုင်တဲ့အစဉ်ကြီးပျော်ပျော်ပါပါသုံးဆွဲရတယ်အခုကြည့်ပါလားတထေးတွေဆိုကိုကိုတိုင်းလုပ်စရာလိုလားမလိုဘူးเนาะကိုယ်တိုင်းလုပ်စရာမလိုဘူး သူများတွေအလုံးလုံးတဲ့ဟာလေးတွေနဲ့ပဲသူတို့ကလကလေးပေးပြီးတော့ကိုဖြစ်ချင်တဲ့အတိုင်းပဲဝတ်တော့ဝတ်ဒီဖြစ်သွားတာသူများတွေစုဆောင်ထားတဲ့စီးစိမ်ဥစ္စာတွေနဲ့ပဲကိုလိုချင်တဲ့အတိုင်းပဲခံစားနိုင်တဲ့အခြေအနေတွေရောက်တာဒိဋ္ဌိတံပေတာဘုရားကောဒါလက်တွေ့မြင်ရတဲ့အကျိုးတရားတွေပဲသမ္မာယသတုတ်ကတိနောက်ဘဝရောက်ရင်လည်းပဲကောင်းတဲ့ဘုံဘဝပဲရောက်ရတတ်တယ်။ဒါကြောင့်နှမျောမှုနဲ့အဲတရားတရားရှိမှုနော်။ဒါတွေကအဲ့လိုကြွားတယ်ပေါ့ဒီတုတ်တန်တွေကတော်တော်လှပါတယ်။နောက်တစ်တုတ်ဂတိကာရတုတ် ဂတိကာရဗြဟ္မာကြီးပေါ့ဦးဇင်းတို့သိပြီးသားပါပဲဂတိကာရဗြဟ္မာကြီးကမြတ်စွာဘုရားစီလာလျှောက်တာအာဝိဟံဥပပန္နာသေးဝိမု ക്ത တ္တဘေကောတ္တဘေကောဟောယဟန်ခုနပါဟာဝိမု ക്ത ကိလေသာတွေလွတ်မြောက်ပြီးတော့ယဟန်နာဖြစ်ကြတယ်ဘယ်မှာဘယ်ပုံမှာရောက်ပြီးတော့ဖြစ်တာလဲဆိုအာဝိဟံဥပပန္နာသေးအာဝိဘဘုံကို ရောက်ပြီးတော့ရောက်တဲ့အခါမှာယဟန်နာဖြစ်တာဦးဇင်းတို့သိပြီးသားပဲအာဝိဟံကဘယ်ထဲမှာပါတာဟုတ်သောတာဝါဒထဲမှာပါတာသောတာဝါဒဘုံရောက်တယ်ဆိုတာဘယ်သူတွေပဲရောက်တာတော့ အနာဂံနဲ့ရောက်တာပေါ့နော်ဒါလေယဟန်ခုနှစ်ပါးဟာတဲ့လူဘဝမှာအနာဂံယဟန်ဘဝမှာအနာဂံဖြစ်ပြီးတော့ပြန်ပြန်တော်မူတဲ့အခါကျတော့အာဝိဟာပုံဆိုတဲ့သုတ္တဝါဒပုံကိုရောက်ကြတယ်သုတ္တဝါဒပုံရောက်တဲ့အချိန်မှာပဲချက်ချင်းမယန်းတာဖြစ်သွားတာအထာကအဲ့လိုလေးဖွင့်ထားတယ်နော်အာဝိဟာပုံကိုရောက်ပြီးတော့ချက်ချင်းမယန်းတာဖြစ်ကိလေသာမှလွတ်မြောက်သွားကြတယ်ရာဂဒေါသပရိခိနာမြတ်စွာဘုရားအဲ့ဒီယဟန်တွေကရာဂတွေရောဒေါသတွေရောအကုန်ကုန်းသွားပြီဖေ။ဒိဏလောကေဝိသတိကံတဏှာတွေလည်းပဲကုန်းသွားပြီဖေ ကေစတေအပရံပင်ကံမေဇုတေယံသုတ္တရံမေဇုတေယံသုတ္တရံကေဟိတဝမာနုတံတေယံဒိဗ္ဗယောဂံဥပိစ္ဆကိုနော်အဲ့ဒီခါကျတော့မြတ်စွာဘုရားကမေးတယ်အေးကွာတဲ့ခုနတော့ငါအောက်ရဘုံကိုရောက်သွားတဲ့ယဟန်ခွနပါကိလေသာလွတ်မြောက်သွားတဲ့ယဟန်နာဖြစ်သွားတယ်ဆိုတာဟာကေဘယ်ယဟန်နေလဲဟဲ့အတရံပင်ကံပင်ကံမေဇုတေယံ ခဏခဏသေရမယ်သုတ္တတရံကုမြောက်နိုင်ခဲ့တဲ့ပင်ကံနော်တဏဆိုတဲ့ညွန်နေကနေအတရံကုမြောက်သွားတဲ့အဲ့ဒီဟန်တွေကဘယ်ဟန်တွေလဲဒီကတော့တဏကုံသွားတဲ့ယဟန်တွေကိလေသာကုံပြီးတော့ယဟန်နာဖြစ်သွားတဲ့ယဟန်တွေရဲ့နာမည်တွေကဘယ်သူတွေလဲကေတောမာနုတန်တေဟံမာနုတန်တေဟံလူရဲ့ခန္ဓာကိုယ်ကိုလည်းစွန့်မယ်ဒိဗ္ဗယောဂံနတ်တေရဲ့နတ်တေရဲ့ အဲနတ်ပြည်ကိုလည်းပဲဥပ္ပစကုံလွန်မြောက်ပဲဒါကရိုးရိုးစကလုံးနဲ့ပြောရင်တော့လူခန္ဓာကိုလည်းမရတော့ဘူးနတ်ခန္ဓာကိုလည်းမရတော့ဘူးလို့ထင်စရာကြီးပဲဒါဒီကပြောချင်တာကဘာပြောချင်တာလဲဆိုတော့မနုဿန္တရားလူခန္ဓာကိုမရဘူးဆိုတော့လူပြည်ကိုရောက်စေနိုင်တဲ့အော်ရမာကြီးကတန်ရုံးစဉ်၅ဘာကိုပယ်ပြီးတာကိုပြောတာနော်ဒိဗာယောကနတ်ပြည်ဆိုတာမြမပြည်ပါပါတယ်မြမပြည်ကိုရောက်စေနိုင်တဲ့အုတ်တံဘာကြီးကတန်ရုံးစဉ်၅ဘာကိုလွန်မြောက်တာကိုပြောတာဒါဆိုရင် အဲအောက်ကမဘုံတွေကိုရောက်စေနိုင်တဲ့ဩရံပါကိယတန်ရောစင်တွေအထက်ရူပဘုံအရူပဘုံကိုရောက်စေနိုင်တဲ့ဩရံပါကိယတန်ရောစင်တွေဆိုတဲ့တန်ရောစင်အနေဇာတွေတန်ရောစင်အမြင့်ဇာတွေကိုပယ်နိုင်တာပယ်သွားနိုင်တဲ့ယဟန်တွေဟာကေပဲယဟန်တွေလဲဟေးဒီတကာဒါတော့ရှင်းပါတယ်မြတ်စွာဘုရားကပြန်မေးတာတတိကာလရေးတဲ့မင်းတွေ့ခဲ့တဲ့ယဟန်နာဖြစ်သွားတဲ့ယဟန်တွေဆိုတာဘယ်ယဟန်တွေလဲလို့မေးလိုက်တဲ့အခါကျတော့တတိကာလကပြောပြီးနာမည်တွေနဲ့ပြောတာဥပကောဥပကယဟန်ရဲ့ဗျာ ပလကန္တောပလကန္တယဟံပုဂ္ဂုတာတိပုဂ္ဂုတာတိယဟံဒေသယောသူတို့ကသုံးမဟုတ်စုဒௌစုဗတ္တိယောဗတ္တိယယဟံခန္ဓာနေယောခန္ဓာနေဝယဟံဘာဟိရကိဘာဟိရကိယဟံသင်္ခိယသင်္ခိယယဟံယဟံခုနပါဒေအဲ့ဒီယဟံခုနပါဟာဟိတ်တော်မာနုတံဒေဟံအောက်ကာမနတ်ပြီကာမဘုံကိုရောက်စေနိုင်တဲ့အဲတန်ရောစဉ်အနေစားတွေကိုလည်းပဲသွားနိုင်ပါပြီဗျာဒိဗ္ဗယောယောဂံဥပ္ပဇဂုံအထက်ရူပဘုံအရူပဘုံရောက်စေနိုင်တဲ့ဩဒံဩဒံဘာဂိယတန်ရောစဉ် ။တန်ရောစင်အမြင့်စားတွေကိုလည်းပဲပယ်နိုင်သွားကြတာအဲ့ဒီယဟန်တွေပါဖရာရှောက်တာရှောက်တဲ့အခါမြတ်စွာဘုရားကထပ်မေးတယ်။ကုသလီဘာသတိတေတံမာရဘာသဘာဟာယိနံမြမာယိတဲ့ဂတိကာရမြမာယိမာရတာမာရဘာသဘာဟာယိနံမာနရဲ့ကြော့ကွန်းတွေကနေလွတ်သွားတဲ့ကျောကွန်းတွေကိုပယ်နိုင်တဲ့တေတံအဲ့ဒီယဟန်ခုနှစ်ပါးတွေကိုကုသလီတကယ်အပြည့်မရှိကောင်းလိုက်တဲ့ယဟန်တွေလို့မြင်ပြောတယ် ။ဘာသာတည်းမင်းကသူတို့ရဲ့ဂုံတွေကိုချီးမွမ်းတယ်။အဲ့လိုမင်းချက်ကောင်းတယ်လို့ပြောတဲ့သူတို့ရဲ့ဂုံတွေကိုချီးမွမ်းတဲ့ယဟန်တွေဟာကတ္တတေဓမ္မမညာယဘသူရဲ့တရားတွေကိုသိပြီးတော့အစ္စည်းတုံဘဝဗန္ဒနာဘဝဆိုတဲ့အနောက်ဘက်တွေကိုဖြတ်နိုင်တာလေ။ဒီလိုယဟန္တာဖြစ်သွားတယ်ဒီလိုဘဝဒုက္ခတွေကလွတ်မြောက်သွားတယ်ဘဝအနောင်ဖွဲ့တွေကလွတ်မြောက်သွားတယ်ဆိုတာကဘသူတရားကိုနာပြီးတော့ယဟန္တာဖြစ်သွားတာလဲဘသူတရားကိုနာပြီးတော့အဲ့ဒီအကျိုးတွေရသွားတာလဲလို့မြတ်စွာဘုရားကမေးတာ မေးတဲ့အခါကျတော့နအညတရဘဂဝတာမြတ်စွာဘုရားကလွယ်တခြားဘသူရှိမှလဲဗျာမြတ်စွာဘုရားရဲ့တပည့်အရင်တွေပါဗျာနအညတရဘဂဝတာမြတ်စွာဘုရားကလွယ်တခြားပုဂ္ဂိုလ်ကြီးစီကနေတရားတွေသိတာမဟုတ်ပါဘူးဗျာနညတရတပ္ပသာနာမြတ်စွာဘုရားရဲ့သာနာကလွယ်တခြားသာနာတွေအဲ့ဒီတရားတွေသိတာမဟုတ်ပါဘူးဗျာယတတေဓမ္မမေညာယအစ္စိတောဘဝဗာနံဘဝတန်ရာရဲ့အနောက်ဘက်ဖြစ်တဲ့တဏှာတွေကိလေသာတွေကိုအကုန်လုံးဖြတ်နိုင်တာဟာအရှင်ဘုရားရဲ့တရားကိုသိပြီးတော့ဖြတ်နိုင်ရတာပါဗျာ ယထာနာမင်းစရူပေဇာအတေတံဥပါရုဇတိနိဗ္ဗာန်တရားမှာဆိုရင်နံနေရောယုတ်တေရောဘာမှမကြံမဲ့နဲ့အကုန်လုံးချုပ်နိုင်တယ်ဗျာတေတံတတံတေဓမ္မံတိတေညာယဟောဒီမြတ်စွာဘုရားရဲ့ဒါနာမှာပဲအဲ့ဒီနာယုတ်တွေအာလုံးချုပ်တဲ့နိဗ္ဗာန်ကိုသူတို့တွေမြင်သွားကြတယ်သိသွားကြပြီတဲ့သိသွားကြတာဖြစ်တဲ့အတွက်ကြောင့်အစ္စည်းတံဘဝတအစ္စည်းတံဘဝပန္နနာဘဝတန်တရားအနောင်ဖွဲ့တွေကလည်းလွတ်မြောက်ပြီးတော့ယဟန္တာဖြစ်သွားတာပါဗျာဒီလိုလျှောက်တာနားလည်ပါလေနော်မြတ်စွာဘုရားတည်ကြည်ကောတကယ်တားဆိုရင် ဂတိကာရပုံနာကြီးကဂတိကာရဗြဟ္မာကြီးကတော့အရှင်အရင်ကတည်းကဖြစ်နေတဲ့ဗြဟ္မာကြီးအခုသူပြောနေတဲ့ယဟန်ခုနပါးဘဝနေလာတဲ့ယဟန်နာတွေကြတော့ဘယ်ဘဲသာနာလဲဂေါရမမြတ်စွာဘုရားရဲ့သာနာမှာဖြစ်တဲ့ယဟန်တွေနော်အဲဂေါရမမြတ်စွာဘုရားပြည့်မှုဖြစ်တဲ့ယဟန်တွေဓမ္မိရန်ဘာတတိဝါစံဒုပိဇာနံသုဒ္ဓဗုဒ္ဓံဘာဒနာကတ္တတံဓမ္မမညာယဝါစံဘာတတိဣတိတံနဲ့ဂံမိရန်ဘာတတိဝါစံ တကယ်နဲ့နဲ့တဲ့ဇကားတွေကိုမင်းပြောတတ်ပါပေတယ်ဒုပိဇာနံသူတော်ပိတံသိနိုင်ခဲ့တဲ့ဇာတိမြင်ပြောနိုင်ပါပေတယ်သူတော်ပုတံတကယ်မြင်နိုင်ခဲ့တဲ့သိုးထွန်းသိနိုင်တဲ့တရားတွေသူပြောတယ်ပြောနိုင်ပါပေတယ်အခုဒါကြသူ့ကိုဂတိကနာပုံမြမကြီးကိုသူကချီးမွမ်းခံထုတ်တာဩယန္နာဆိုတဲ့ပုံကိုတယောက်ကိုဒီလူဟာယန္နာပဲဆိုတာသိဖို့တော်တော်ခက်တယ်နော်သူတော်ကောင်းတယောက်ကိုဒီလူကတကယ်သူတော်ကောင်းအစ်စ်ဆိုတဲ့အကြောင်းကိုသိဖို့ရတော်တော်ခက်တယ်မင်းကတော့ကွာဂံမီတံ ဒီလောက်နက်နဲတဲ့သိဖို့ခက်တဲ့အရာကိုဘာသတိဖွင့်ပြောနိုင်တယ်ဒေါပိဇာနံလူတိုင်းသိဖို့မလွယ်ဘူးနော်သုတ္တဂုတံလူတိုင်းမြင်ဖို့မလွယ်ဘူးအဲ့လိုပြောနိုင်တယ်ဆိုတာကတ္တတံဓမ္မမညာယဘယ်သူတရားကိုသိပြီးတော့ဝါသံဝါစံဘာသတိဣတိတံဒီလိုစကားတွေမင်းပြောနိုင်တာလေမင်းအကြောင်းတွေငါပြောပြစမ်းပါဦးဆိုပြီးတော့မြတ်စွာဘုရားကမိတ်တာမိတ်တဲ့အခါကျတော့ကုံမကာရောပုရိအာသေတပည့်တော်အရင် ရှေးဘဝတုန်းကကုံမကာရောဩဒိန်တဲ့ဖြစ်ခဲ့ပါတယ်ဗျာ ဝေကလင်ကဝေကလင်ကဆိုတဲ့ယွာမှာဂတိကာရောဂတိကာရဆိုတဲ့ဩရိန်တယ်ဖြစ်ခဲ့ပါတယ်ခင်ဗျာဝေကလင်ကယွာမှာဂတိကာရဆိုတဲ့ဩရိန်တယ်တပိတော့ဖြစ်ခဲ့ပါတယ်ခင်ဗျာမာတံပတိဘရောအာသည်မိဘယမျက်မမြင်မိဘနှစ်ပါးကိုလည်းလုံကျွေးခဲ့ပါတယ်ခင်ဗျာကတ္တပတ္တဥပါဒကောကတ္တပမြတ်စွာဘုရားရဲ့တပည့်အရင်ဖြစ်ခဲ့ပါတယ်ခင်ဗျာဟောကတ္တပကောရမဆိုကတ်ရဖျားပါပဲနော်ကတ္တပမြတ်စွာဘုရားရဲ့တခါအရင်ဖြစ်ခဲ့ပါတယ်ခင်ဗျာနော်ဓာတုရဲ့အကြောင်း ဝိရတောမေတုနာတံမှာမြမစာရိနေတာမိသောအဟုဝတေတကာမေယောမေတုနာတံမှာမေထုံအကျင့်ကိုရှယ်ဝိရတောရှောင်ကျင်တဲ့မြမစာရိမြတ်တဲ့အကျင့်ကိုကျင့်တဲ့နေတာမိသောဩကာမမိတာမရှိတဲ့တေအရှင်ဘုရားနဲ့ဩနောင်မြတ်စွာဘုရားသူနဲ့တငယ်ချင်းဖြစ်ခဲ့တာလူနဲ့တငယ်ချင်းဖြစ်တဲ့အခါကျတော့မြတ်စွာဘုရားကတော့ဘာလဲဆိုတော့ယဟန်ပြုတဲ့ကောကယဟန်ပြုခဲ့တာကိုသူ့တငယ်ချင်းယဟန်မြတ်စွာဘုရားကယဟန်ပြုခဲ့တာဥစဉ်တော့မနစ်ကလည်းသင်ပြီးပါပြီနော် အဲခုနကတိကာရရဲ့မြူဆွေမှုနဲ့မဲဆွေမှုနဲ့နော်ကကတ္တပမြတ်စွာဘုရားစီရောက်ကတ္တပမြတ်စွာဘုရားရဲ့တရားတွေကိုသိချာနာလိုက်တဲ့အခါကျတော့ဟာတကယ်သာသနာတကယ်ဝင်သင့်တယ်ဆိုပြီးတော့ဒါနပေါင်းကိုဝင်ယဟန်ပြုတာယဟန်ပြုတာကိုရည်ရွယ်ပြီးတော့သူကပြောတာဝိရဒောမေတုနာတာမှာအရှင်ဘုရားကတော့မေထုံအကျင့်တွေကိုရှောင်ခဲ့တယ်ဗျာအဲ့ဒီဘဝတုန်းကမြမစာရီမြတ်တဲ့အကျင့်တွေကိုလည်းကျင့်ခဲ့တယ်ဗျာဏိရမိတော်လိုချင်မှုတွေကိုအကုန်ပဲခွာနိုင်ခဲ့တယ်ကာမမိတ္တတွေဘာမှမရှိခဲ့ဘူးဗျာ ။နေအဲ့ဒီလိုဂုံနေနဲ့ပြည်စုံတဲ့အရှင်ဘုရားနဲ့သကာမေယောသေယဝဒေသပြီးတော့ဖြစ်ခဲ့တယ်ဘုရား။သကာမေယောတဲ့သေယဝဒေသ။တပိတော်နဲ့အရှင်ဘုရားကတေယဝဒေသဖြစ်ခဲ့တယ်ဘုရား။အဟုဝါတေပုရာတခါအရှင်ဘုရားနဲ့တပိတော်ကပုရိတခါမိဟောင်းဆွေဟောင်းကြီးပါဘုရား။သောဟံဧတေပဇာနာမိဘုရားတပည့်တော်ဟာအဲ့ဒီလိုအခြေခံရှိခဲ့တဲ့အတွက်ကြောင့်ဒါတွေကိုသိရတာပါဘုရားဝိမုတ်တေတ္တဘေခောကိတာလွတ်မြောက်ပြီးတော့ယဟန္တာဖြစ်တဲ့ယဟန်ခုနှစ်ပါးရဲ့အကြောင်းကိုဒီတော့သိခဲ့တာပါဘုရား ရာဂဒေါသပြိကိနေရာဂဒေါသမောရာဂဒေါသတွေကုန်တဲ့အကြောင်းဒိနေလောကေဝိတတိကံတဏှာတွေကိုကင်းအောင်လုပ်နိုင်တဲ့အကြောင်းတွေကိုတပည့်တော်သိကြတာပါဗျာလို့မြတ်စွာဘုရားရှောက်တာအဲ့ဒီကကြတော့မြတ်စွာဘုရားကထောက်ခံလိုက်တယ်ဧဝမေတ္တန္တရာအာတိတထာဘာတတိဘဂဝါတဲ့ဟုတ်တယ်တဲ့မင်းပြောတဲ့အတိုင်းဟုတ်ကဲ့တကယ်ဖြစ်ခဲ့တာမင်းဟာရှင်ကတဗာမြတ်စွာဘုရားရဲ့တပည့်ယဉ်ဖြစ်တဲ့အိုရိန်တဲ့ဖြစ်ခဲ့တယ်ဆိုတာလည်းဟုတ်တယ်မင်းပြောတဲ့အတိုင်းဟုတ်ပါတယ်ကောမကာရောပုရိအာတိ ဝေကင်ဝေကလင်ကေကတိကာရောဝေကလင်ကရွာမှာကတိကာရဆိုတဲ့ဩရိန္ဒယီအရင်ဆုံးကဖြစ်ခဲ့တယ်။မာတံပတ္တိဘရောအာတိကတ္တပတ္တဥပါဒကောမိဘနှဘကိုလည်းလှုပ်ကြွေးတယ်။ကတ္တပမြတ်စွာဘုရားကိုလည်းပဲအမြဲတမ်းစီးကတ်တဲ့တရားကြီးဖြစ်ခဲ့တယ်ဆိုတာဟုတ်တယ်။ဝိရဒောမေတ္တနာတံမှာမြမစာရီနေတာမိသောကာမဂုဏ်တွေကိုရှောင်းပြီးတော့ယဟန်ဝယန္တရားတွေကိုကျင့်လိုချင်မှုတွေကိုဘေးဖယ်ထားတဲ့ငါယန်းဘဝအနေနဲ့ဖြစ်တဲ့ငါရဲ့တယောရဲသားဆိုတာလည်းပဲဟုတ်တယ်အခုဝါမေပုရာကုရေတခါ မင်းနဲ့ငါဟာအဲ့ဒီဘဝတုန်းကမိဟောင်းဆွေဟောင်းကြီးတယ်ဆိုတာလေဟုတ်ပဲဧဝမေတံဗုဒ္ဓနာအနန္တဟာယာနာအခုသင်္ကမောဒီကာထာကတော့သူကတန်ဃာယနာတင်တဲ့ယဟန်တွေတန်ဃာနာတင်တဲ့မထေရကြီးတွေကရေးတဲ့ကာထာတဲ့နောက်ဆုံးကာထာအပေါ်ကတော့မြတ်စွာဘုရားပြောခဲ့တဲ့စကားတာပေါ့ဟုတ်တယ်မင်းပြောတယ်ဟုတ်တယ်ဆိုတာဒီပြုတာဧဝမေတံဒီလိုနည်းနဲ့ဗုဒ္ဓနာအနန္တဟာယာနာမိဟောင်းဆွေဟောင်းသင်္ကချင်းဟောင်းတွေဖြစ်ကြတဲ့မြတ်စွာဘုရားနဂတိကာထာမြမကြီးဟာအခုသင်္ကမောဒီလိုတွေ့ဆုံပွဲကြီးဖြစ်ကြတယ်တွေ့ဆုံကြတယ် ဥပိန်နာဘာဝိတ္တဒါနံနှစ်ယောက်စလုံးဟာဘာဝိတ္တဒါနံအရိယမက္ကင်ရှိပါကိုပွားများပြီးကြတဲ့ပုံကိုယ်တွေကြီးပဲတရိတန်တိမဒါရိနံနောက်ဆုံးခန္ဓာကိုယ်ကိုစောင်းတဲ့ယဟနာဖြစ်နောက်ဆုံးယဟနာဘဝအနေနဲ့ဖြစ်မဲ့ပုံကိုယ်ကြီးတွေပဲဒါကြောင့်တို့တို့နှစ်ယောက်ဟောဒီနေရာမှာတွေ့ကြတာပဲဆိုပြီးတော့တန်ခါနာတင်မထေတွေကရေးလိုက်တာပေါ့အဲတော့ပါ